ရာစုနှစ်တစ်ခုရဲ့ထဝက်ကျော်လောက်ဂျိုးပန်လမ်းထဲမှာပိမ့်မိနေခဲ့ပြီးတဲ့နောက်ဆိုဗီယက်ခေတ်အာဂါဒယင်တစည်းရဲ့အစိပ်ပိုင်းဟာယခုသတင်းပတ်တွင်ကမ္ဘာမြေကို ပြန်လည်ကျလာဖွယ်ရှိနေတယ်လို့သိရပါဗျ။ Cosmo 482အာဂါဒယင်ကို Venus 2ခရီးစဉ်တစ်စိပ်တစ်ပိုင်းအနေနဲ့1882ခုနှစ်ကလွတ်တင်ခဲ့တာဖြစ်ပြီးကမ္ဘာဂျိုးပန်လမ်းအနိမ့်ပိုင်းကလုံးဝမလွတ်မြောက်နိုင်ပဲတိကျအစိပ်ပိုင်း၄ခုဖြတ်သွားခဲ့တယ်လို့ NASA ကဖော်ပြထားပါဗျ။ အာဂါသယင်စင်းသက်တဲ့အစိပ်ပိုင်းဖြစ်ပုံရတဲ့အစိပ်ပိုင်းတစ်ခုဟာမေလာဒုတိယပတ်မှာကမ္ဘာလေတူတဲကိုကြာဆင်းလာနိုင်တယ်လို့ဆိုထားပါတယ်။ပြန်ကြားနိုင်တဲ့နေရာအပါအဝင်ပြန်လည်ဝင်ရောက်လာမှုနဲ့ပတ်သက်ပြီးမိမိတို့သိရှိထားတာအများကြီးမရှိကြောင်းနဲ့ပြန်ကြားလာလို့မပြတ်စည်းပဲကြံရစ်နေတဲ့အစိပ်ပိုင်းရှိခဲ့ရင်လေကမ္ဘာရဲ့80ရာခိုင်နှုန်းကိုရေဒူးကလွှမ်းမိုးထားတာကြောင့်တိတိကျကျထိခိုက်မှုမရှိနိုင်ဘူးလို့ NASA ကပြောပါတယ်။ အာဂါသယင်အပြက်စီကြောင့်ထိခိုက်မှုဖြစ်နိုင်ခြေထက်ထိပေါင်းနိုင်ခြေကပိုများတယ်လို့ဥရောပအာဂါသအေဂျင်စီအာဂါသယင်အပြက်စီရှောင်ရှားရေးပညာရှင်စတိန်လန်မန်ကပြောကြားခဲ့ပါတယ်။ကမ္ဘာပေါ်ပြန်ကျလာနိုင်တဲ့အာဂါသယင်အစိမ်းအပိုင်းဟာတန်ချိန်ထက်ဝက်လေးတယ်လို့သိရပါတယ်။